းဆက်တယ်ဆိုတာတကယ်တော့လွယ်လွယ်လေးပါအဲ့လွယ်လွယ်လေးရဲ့နောက်ကမှလူတယောက်ရဲ့ဘဝမှာရေးကြီးဆုံးဖြစ်တဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးအခမဲ့ဆွေးနွေးမိမဲ့တိုင်ပင်မှုတွေရနိုင်တယ်ဆိုတာသင်သိလားကျမတတစိတ်မှာအမျိုးသမီးတယောက်ဟာဆိုရင်တစ်လမှာယာတိမှန်မှန်မလာဘူးအန်ဒရိုဂျင်လို့ခေါ်တဲ့အမျိုးသားဟော်မုန်း level တွေလည်းမြင့်တက်နေမယ်ပြီးရင်တော့ခန္ဓာကိုယ်မှာတအားဥအိမ်မှာ အစရဆောင်းနဲ့ရိုက်ကြည့်လိုက်လို့ရေအိတ်လေးတွေတင်နေတာတွေ့ရင်ဆိုရင်တော့ဒီအမျိုးသမီးက polycystic ovarian syndrome လို့ခေါ်တဲ့တောက်ဥအိမ်မှာရိုက်တဲ့တဲ့ကျန်းမာရေးပြဿနာကိုခံစားနေရတာပဲဖြစ်ပါတယ်။မျိုးသမီးတွေရဲ့သုံးပုံပုံနှစ်ပုံပါဆိုရင်တော့တောက်ဝိမ်မှာရိတ်တဲ့ကျန်းမာရေးပြဿနာကိုတွေ့ကြုံရလေရှိပါတယ်။ခုနပြောသလိုပါပဲ။လားစဉ်ယာတိမမှန်မလားတချို့ဆိုလည်းယာတိလုံးဝမလားဘူးပေါ့။ယာတိလားဘလောက်တောင်နည်းလဲဆိုရင်တစ်နှစ်မှာ၃-၄ချိန်လောက်ပဲယာတိလားတယ်။ပြီးရခါကျရင်မျက်နာပါးတွေမှာကြောကုန်းတွေမှာတင်မတွေမှာအမွှေးအမင်းတွေပေါက်လာမယ်။အဲ့ဒီနေရာကြီးမှာအမွှေးမင်ပေါက်ပြီးမဲ့သပင်ကျတော့ကျွတ်ပြီးတော့ပိုပြီးသပင်ပါလာတယ်။ တယ်ပြီးရင်မျက်နှာအစီပြန်လာတဲ့ဝက်ချံအဖုတွေထွက်လာတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့အန်ဒရိုဂျင်လို့ခေါ်တဲ့အမျိုးသားဟော်မုန်းတွေများနေလို့ပြီးတော့ခုနပြောလို့ပေါ့နော်တာဝန်အိမ်လေးမှာရေအိတ်လေးတွေတည်နေမှာသူ့ရဲ့လက္ခဏာလေးတွေပေါ့အဲ့လိုမျိုးတွေကြုံရပဲပြီးရခါကျတော့ကျန်းမာရေးဘိုင်းမှာဆိုရင်သူကဘယ်လိုခံစားရလဲဆိုရင်တိတိကိုလက်စထရောတွေများလာမယ်အမျိုးအစားနှစ်စီးကျူယောဂါပုံပြီးဖြစ်နိုင်ခြေများတယ်တွေးတိုးမယ်စထရိုးလို့ခေါ်တဲ့လေဖက်ယောဂါတွေဖြစ်လာနိုင်ခြေများတယ်ပြီးခါကျရင်အိမ်နေနဲ့အသက်ရှူရွေးသွား sleep apnea လို့ခေါ်တဲ့ကျန်းမာရေးပြဿနာတွေကြုံရတယ်ဘာလို့လဲဆိုတော့ weight gain ဖြစ်လာတာပေါ့ ပိုလေးချိန်နေတက်လာတာဖြစ်တဲ့အတွက်ဒီယောဂါတွေဖြစ်နိုင်ကြီးပိုများလာပဲဖြစ်ပါတယ်။အဲ့တော့တောင်းဝူအိမ်မှာရိတ်တဲတဲ့သူတွေဟာဆိုရင်နောက်ပိုင်းမှာ endometrial cancer လို့ခေါ်တဲ့တအိမ်နေရန် cancer ဖြစ်နိုင်ကြီးဟာပိုပြီးများလာတာကိုတွေ့ရပါတယ်။ဒါကြောင့်မလို့ဒီယောဂါဟာဘာကြောင့်ဖြစ်လဲဆိုပြီးအကြောင်းရင်းရှာတဲ့အခါမှာလည်းအကြောင်းရင်းအမှန်အရာမရှိပါဘူး။တချို့တွေလည်းမျိုးရိုးလိုက်တာအကြောင်းဖြစ်တယ်လို့လည်းတွေ့ရတယ်။ hormone level တွေ balance မဖြစ်လို့ဒီယောဂါဖြစ်ရတာလို့လည်းဆိုကြပါတယ်။ ဲ့တော့တားသမီးလိုချင်ပြန်ပြီဟဲ့ဆိုရင်လည်းတားဝိန်မှာရိတ်တယ်တဲ့အမျိုးသမီးတွေကကိုဝင်ရဖို့အတွက်ခက်ခဲပါတယ်။ဒါကြောင့်မလို့ဒါကိုတက်တာဖို့အတွက်ဆိုရင်စိတ်တော့ကဒီဟော်မုန်း base လေးတွေပေါ့ဟော်မုန်းစေးလုံးလေးတွေတောက်ချင်းအဖြစ်ဒီဟော်မုန်း level ပြန်ပြီး balance ဖြစ်အောင်လုပ်ပေးလို့ရတယ်။တချို့လည်းတားသမီးလိုချင်နေဆိုရင် clomiphene လို့ခေါ်တဲ့စေးလေးတွေတောက်ပေးလို့ရတယ်။ အဲအဲ့တော့ဟော်မုန်းပေးစလေးတွေတောက်ပြီးဆိုရင်တအိမ်နေရမှာကန်ဆာဖြစ်တာကို risk ကိုဖြည်းဖြည်းလျှော့ချသွားနိုင်တယ်။တချို့တွေကကလိုမီဖန်တောက်လို့တောင်မှသားသမီးမရနိုင်တော့ဘူးဆိုရင်တော့ surgery နည်းနဲ့ဒီရောဂါကိုကုသလို့ရပါတယ်။တကယ်လို့ကို့မှာတောက်ဥအိမ်မှာရေအိတ်တည်နေလို့တန်ရရှိရင်ပဲဖြစ်စေအမျိုးသမီးချမ်းမာရေးကိစ္စနဲ့ပတ်သက်ပြီးသိကျင်ရင်ပဲဖြစ်စေဆရာဝန်တွေနဲ့အခမဲ့ဆွေးနွေးမေးမြန်းတိုင်ပင်ဖို့အတွက်ဖုန်းနံပါတ်9889 Adam Singer နဲ့ဖုန်းမိတဲ့ပြားချမ်းမာမကုန်မဲ့အခုပဲဖုန်းဆက်ပါ။